ဓိကဟိုဥပမာပေးလို့ရတဲ့နိုင်ငံတွေရှိတယ်ပေါ့တကယ်တကယ်ဟိုရှေ့ယောဘတော့ပါလို့ဆိုရင်ပေါ့နော်စကင်ဒီစကင်ဒီဗီးရီးယားနိုင်ငံတော့ပေါ့လို့ဆိုရင်သူတို့ရှေ့မှာကဒီဒီ labor union တွေရဲ့ rule တွေကတအားကြီးတယ်ကြီးတယ်ကြီးတယ်သူတို့ကြီးပါတယ်အဲ့တော့အဲ့ဒီဟာတွေမှာကြာတော့သူတို့အဲ့ဒီဟာကို structure ရ online structure ရပြောမှဆိုရင် union တွေတစ်ခုခုဖွဲ့လို့ရှိရင်ဒီအသင်း ဘယ်အသေးအွယ်ဘယ်လောက်ရှိရမလဲ classification လို့ခေါ်တာပေါ့နော်အကန့်အသတ်ချက်တွေဘယ်လောက်ရှိရမလဲ member တွေဘယ်လောက် member ချီ member fee ဘယ်လောက်ပေးရတယ်ပေါ့နော်ပြီးတော့ဒီဒီအလုံးလောက်ကလာကြရင်လည်းပတ်သက်ရင်ရခိုင်တို့ဟို30 40လောက်ထိအစိုးရစုပေးတာရှိတယ် saving လုပ်ပေးတာရှိတယ်ဆိုတော့ဒီ structure ကတော့အဲ့ဒီဟာနဲ့ပုံလူတော့ကျွန်တော်တို့ရှိမှာမကြနိုင်ဘူးကျွန်တော်တို့နိုင်ငံမှာတော့မကြနိုင်တဲ့ခါကျတော့အဲဒီမှာမြင်နေရတာတော့ ခုနညီမပြောသလိုပေါ့နော်အလौသမားမှာလည်းအလौသမားအသင်းဖွဲ့တွေအများကြီးပဲရှိတယ်ပေါ့နော်အဲ့လိုပဲတောင်သူတွေလည်းမှာတောင်သူတွေလည်းမှာအသင်းဖွဲ့တွေအများကြီးရှိတယ်အဲ့ဒီဟာတွေကနံပါတ်1 structure ကြရင်ဝဲဟိုပေါ့ structure ကြရင်ဟိပို့ပြီးတော့ကောင်းမယ်ပေါ့နော်ကောင်းလို့ရှိရင်သူတို့အဲ့ဒီမှာဘယ်လိုပြောရမလဲဆိုတော့ membership fee တွေပေးတာတွေသူတို့ရဲ့အသင်းဝင်တွေရဲ့ safe social safety တွေကိုပြုလုပ်ပေးတာတွေ ပြီးတော့မှအဲဒီအဲဒီအသင်းမှာရှိတဲ့ဒီခေါင်းဆောင်တွေရဲ့ပညာရေးကျမ်းမာရေးအပညာရေးပေါ့သူရဲ့အတွေ့အကြုံအဲဒီ knowledge level တွေကအဲဒီအဲဒီအဖွဲ့တွေကနေပြီးတော့မှခုနပြောတဲ့ဒီစီဝါရေးပြဿနာပဲပြောပြောစီဝါရေးလုပ်ငန်းရှင်တွေနဲ့ချိတ်ဆက်တဲ့နေရာမှာဟိုသူတို့ဘလို့ပုံစံနဲ့ချင်းကပ်ရမယ်ဘလို့ပုံစံနဲ့ချင်းကပ်ရမယ်ဆိုတာကတော့သူများနိုင်ငံမှာတော့ကောင်းကောင်းရှိတယ် ီမှာကတော့အဲ့ဒါကြီးအနေတယ်အနေတဲ့ခါကျတော့ဟိုတင့်ရတင့်ရတွေကျွန်တော်တို့တွေ့နေရတယ်ပေါ့နော်ဥမာဟိုဒီလိုအဖွဲတွေကတော့တင့်ရတင့်ရတွေ့တွေ့နေရတယ်ပေါ့နော်အဲ့ဒါကြီးကတော့ဒါဒီဒီဥပဒေရှုထောင့်ကပြောလို့ရှိရင်တော့ဒီကျွန်တော်တို့ဟိုဗာလဲဟိုပတ်ပုံတွေဥပဒေတို့ပါလို့ရှိတယ်အသင်းဖွဲ့ဥပဒေပါညာအဲ့ဒါမျိုးတွေနေတရားဝင်လှုပ်ထားလို့ရှိရင်တော့တရားဝင်တောင်းဆိုတာတွေတရားဝင်ထောက်ပြနိုင်တာတွေရောရှိတာပေါ့အဲ့ဒီအပိုင်းတွေကတော့ ီနိုင်ငံရဲ့အခြေအနေရတော့တဖြည်းဖြည်းတော့ပြောင်းလာမှာပေါ့ဒါကတစ်ပိုင်းပေါ့ဒုတိယတစ်ပိုင်းကျတော့ခုန structure တွေကတိတ်ပြီးတော့မှဟိုဟိုပြောရရင်တော့ပုံစံလာမမှန်တဲ့ခါကျတော့ခုနပြောတဲ့စီဝါရေးဥပမာလုပ်ငန်းရှင်တွေအခုလောလောဆယ်မှာဆိုလုပ်ငန်းရှင်တွေမှာလည်းလက်ရှိမီလက်ရှိမီပြဿနာတွေရှိတယ် cost cost of doing business တွေကတအားကြီးတယ်ကျွန်တော်တို့ရှိမှာအစည်းအမျိုးမျိုးကုန်တာတွေရှိတယ် နောက်ကျွန်တော်တို့မှာရှိတဲ့ export any နဲ့ပတ်သက်ပြီးတော့မှဟို trade policy တွေလောက်ထားတာတွေရှိတယ်ပြောရရင်နောက် sanction ရှိတယ် ILO ကကျွန်တော်တို့လောက်ထားတဲ့ article 33တွေရှိတယ်ဆိုတော့သူတို့မှာလည်းသူတို့ပြန်လာသူတို့ဒါ business တွေอ่ะပေါ့အဲ့တော့အဲ့ဒါတွေကိုအဲ့ဒီပြဿနာတွေအကြောင်းမို့ဟိုသူတို့ရင်ဆိုင်ရတဲ့ risk တွေလည်းများတယ်ဆိုတော့အဲ့ဒါကိုလည်းနားလည်ရမယ် ဒီဒီကိုဒီလိုပြောရရင်တော့ coordination mechanism ပေါ့နော်ပူပေါင်းဆောင်ရွက်တဲ့ရန်တွေဟာပေါ့အဲ့ဒီဟာကတော့အေလိုအပ်နေပြီလက်ရှိအခြေအနေရပေါ့နော်ဒီကျွန်တော်တို့ရှိရဲ့စီးပွားရေးတော်တော်ဒီတချို့ကြီးလည်းတော်တော်များများ တချို့ကြီးလည်းဟိုသက်ဆိုင်ရာလူတွေနဲ့စီးပွားရေးလုပ်ငန်းရှင် တွေပါတွေ့တာတွေကျွန်တော်တို့လည်းတွေ့ရပါတယ်ဒါပေမဲ့သက်ဆိုင်ရာ stakeholder တွေက business နဲ့ government တခုတည်းမဟုတ်ဘူး။ဟိုမှာဒီလိုမျိုးဆိုရင်ဒါ business government တခုတည်းမဟုတ်ဘူး။နောက်မှာတခြားဟိုဓာတ်တွေရှိလာပြီ။နောက်ပြီးတော့ပညာရှင်တွေလည်းပါလာပါ။ဆိုတော့အဲအဲ business business နဲ့အစိုးရနေပဲတွေ့လို့ရှိရင်လည်းအများဆုံးကဖြစ်တတ်တဲ့ပြဿနာကနောက်မှာရှိတဲ့ဟိုလိုလိုကူပြောရ rank sinking ပေါ့ဗျာ။အဲကိုယ့်ရဲ့စီးပွားရေးကိုလှည့်လိုက်တဲ့ဟာမျိုးတွေကိုပို့ပြီးတော့ပြောတာတော့ရှိတတ်တယ်လေ။အဲ့တော့ပညာရှင်တွေလည်းပါမယ်။ခုနပြောတကယ် impact really impact ဖြစ်နေတဲ့တိုက်ရိုက်ထိနေတယ်ဥပမာတောင်တူလေဓမ္မဆိုစဘာဆိုင်တဲ့တောင်တူတွေပေါ့နှမ်းဆိုင်တဲ့တောင်တူပေါ့စီဆိုင်တဲ့တောင်တူပေါ့ဒါကလေယာကဏ္ဍတဲချုပ်မှာဆိုလည်းဒီအဲ့ဒီအောင် run နဲ့ဒီ employment ပေါ့အလုပ်သမားတွေပေါ့သူတို့တွေနေလဲနားထောင်လို့ရှိရင်ပိုကောင်းမယ်တင်အဲ့လိုနားထောင်တဲ့နေရာမှာကျွန်တော်ကပို့ပြီးတော့အကြံပြုချင်တာမြန်မြန်နားထောင်တာပိုကောင်းမယ်တင်မြန်မြန်မပြောနဲ့မြန်မြန်နားထောင်လိုက်မြန်မြန်နားထောင်လိုက်လို့ရှိရင်အေးမြန်မြန်သိရတယ် မြန်မြန်တီးရတဲ့ခါကျအဖြေတစ်ခုထုတ်တဲ့နေရာမှာကောင်းတဲ့အဖြေကောင်းကောင်းထွက်လာနိုင်တယ်အဲ့တော့အဲ့ဒါမျိုးမြန်မြန်နားထောင်လိုက်တာတပိုင်းဒီတော့ပြဿနာကစီးပွားရေးနဲ့ဒီ government ရဲ့ policy နဲ့တခုတည်းမဟုတ်ဘူးတခြားဟာတွေလည်းရှိသေးတယ်အတခြား state board တွေမှာရှိသေးတယ်ဗောဗျာခုနပြောတဲ့အလုပ်သမားတွေတောင်းလို့လဲအဲသူတို့နေနေလဲနားထောင်လိုက်ရင်တော့ policy တခုထွက်လာတယ်အဲ့ဒီအပြင်ပညာရှင်တို့ဘာလို့ခေါ်လိုက်ပြီးတော့ဘေးမှာထိုင်ပြီးတော့နားထောင်ခိုင်းလို့ရှိရင် okay policy တခုလုပ်မယ်ပေါ့ CY policy တခုလုပ်မယ်ခုနကညီကျွန်တော်တို့ဆိုရင်ကြုံသိနေတယ်လေ covid နောက်ပိုင်းမှာ single 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 စီးပွားရေးတွေကျွန်တော်တို့ဒီမှာဖြစ်နေတာဒါ service industry ကိုပြောမလား agriculture sector ကိုပြောမလား manufacturing sector ပြောမလားပေါ့အဲဒီစစ်မှုကဏ္ဍပြောမလားဝန်ဆောင်မှုကဏ္ဍပြောမလား layer ကဏ္ဍပြောမလားနည်းနည်းလေးတော့ဟိုဟာဖြစ်နေတာပေါ့နော်ကျွန်တော်မြင်နေရတာကိုပြောပြတာနော်လက်ရှိဟိုလူ လူတွေကဟိုဒါအောင်မြင်တယ်မအောင်မြင်လို့ဆိုတော့ကျွန်တော်အဲ့ဒါတော့မပြောလို့ဘူးကျွန်တော်မြင်နေရအောင်ပြောပြဆိုတော့အဲ့ဒီ sector တိုင်း sector တိုင်းမှာခုနပြောတဲ့တပ်ပါတီနေနဲ့ပညာရှင်တွေပါလာလို့ရှိရင် तू ကအားလုံးရဲ့အကျိုးစီးပွားကိုပဲကိုစားပြုပြီးတော့ပြောမှာအားလုံးရဲ့အကျိုးစီးပွားကိုကိုစားပြုပြီးတော့ policy တခုထုတ်မှာဟိုမှာဥပမာဆိုကြပါဦး government နဲ့ business နဲ့တွေ့လို့ရှိရင် သူတို့အကျိုးစီးပွားကိုလည်းဦးတည်နိုင်တယ်လေဟိုခုနပြောတဲ့အလုပ်သမားတွေနဲ့ဂါဘာမင်းနဲ့တွေ့ရင်လည်းသူတို့အကျိုးဟိုဟာဖြစ်နိုင်တယ်သူတို့အကျိုးစီးပွားဦးတည်နိုင်တယ်ဆိုတော့အဲ့ဒီဟာမျိုးတွေဟိုကြည့်တဲ့တပ်ပါတီတယောက်အနေနဲ့ဆိုရင်သူအကျိုးစီးပွားလည်းရှိရမယ် win win ဂါဘာမင်းလည်းအခွင့်ရရမယ်ပေါ့စီးပွားရေးလည်းတိုးတက်ရမယ် GDP တွေတိုးတက်ရမယ်အဲ့အဲ့လိုမျိုးတို့ထောက်ဟိုဘူးအကျိုးစီးပွားမှာမဟုတ်ဘူးအားလုံးရဲ့အကျိုးစီးပွားကိုကိုစားပြုတဲ့လူမျိုးအဲပညာရှင်ပေါ့ဗျာအဲ့ဒီလူတွေက ဒီဒီဒီခုနပြောလေယာမှာပဲဖြစ်ဖြစ်တန်ကားမှာပဲဖြစ်ဖြစ်ထည်ချုပ်မှာဖြစ်အဲ့လိုမျိုးတွေ ਨੇ ပေါင်းပြီးတော့ corporate coordination mechanism ပူးပေါင်းဆောင်ရွက်မှုရန်ရဲတခုလေးကိုလုပ်လို့ရှိရင်အဲ့မှာကဲကရှင်နဲ့အကုန်ပြောတာနားထောင်လိုက်ပညာရှင်က तू तू ရှိတော့နဲ့ तू 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 ဘာလုပ်ရမလဲဆိုတော့ तू သိသွားမှာပဲအစိုးရအနေနဲ့ तू ဖြေရှင်းရမယ့်နီလာနေဥပဒေနီးဥပဒေ तू သိသွားမှာပဲအဲ့တော့ အလုံငန်းရှင်နဲ့အလုံသမားကြားမှာလည်းရှိနေတဲ့တန်ရှင်ပေါ့ဖိအားတွေပေါ့တင်းအားတွေပေါ့နော်တရားတော်မလျှော့တာပြောနေတဲ့အိဆာကြီးလည်းယော့သွားပါလေဆိုတော့အဲ့ coordination mechanism တွေတစ်ခုလုံးလိုက်ရင်တော့အဖြေတစ်ခုတော့ထွက်လာတယ်လက်ရှိချိန်ကတော့အဲ့ဒါလုံးဖို့တော့လူတွေလို့တော့ကျွန်တော်တုံးသတ်မိတယ်ဒီအစိုးရဖွဲ့တော်တော်များများကလည်းဟိုပြင်ပမှာသွားပြီးတော့ FDI တွေပါလုံနေတယ်ပေါ့နော်ဒါလည်းတစ်ပိုင်းပေါ့ ဒုတိယတစ်ပိုင်းဒုတိယတစ်ပိုင်းကျတော့မရောက်သေးတဲ့လူကိုကျွန်တော်တို့ကဆွဲခေါ်တာ investment FDI ကိုဆွဲခေါ်တာတစ်ဖက်မှာလည်းဒီဒီကျွန်တော်တို့နိုင်ငံမှာအဲရှိနေတဲ့ plot ဖြစ်နေတာပေါ့နှောင့်နေတာကြန့်ကြာတာရပ်ဆိုင်းထားတာတွေအဲ့ရှိနေတဲ့ investment project တွေလည်းရှိနိုင်တယ်သိလားအဲ့တော့အဲ့ဒါတွေကဘာတွေလဲဆိုတာဥမာအဲဆမှုဇုံပို့နိုင်ငံခြားစီးပွားရေး ဇုံအကောင့်တွေဖော်ဖို့ဟိုစောင့်နေတဲ့ဟာတွေရှိတယ်ဘာဟိုဟိုဟာစောင့်ဟာဒီဟာစောင့်ဟိုဟိုဟိုပါဘောနော်အေးအဲ့ဒါလေးတွေကိုအဲကျွန်တော်ထင်တယ်လုံပြလို့ရှိရင်အဲ့ဒါ credit ပူရမှာ credit ပူရမှာဥမာသူကနှစ်ခုရှိတယ်ဗျာသူကစည်းဝါးရေးလောက်တာပဲဖြစ်ဖြစ်ကိုကိုရဲ့ performance ပေါ့နော်ကိုရဲ့ပြုမှုလုံဆောင်ခြင်းကိုဟိုကိုကထုတ်ရှူးတဲ့နေရာမှာနှစ်ခုရှိတယ်တစ်က trust ပေါ့ business မှာ easy on trust ပဲဟုတ်ပြီ trust ရှိပြီးတော့ confidence လည်းရှိရတယ် အဆရာကိုကျွန်တော်ကဒါကိုယုံတယ်ဒါမလုပ်ပါဘူးဒါမလုပ်ပါဘူးเนาะငွေကြီးအပ်ထားတယ်ပေါ့ဒါပေမဲ့အဲ့ဒါ trust ကဲမင်းဒီပစ္စည်းကိုယူပြီးတော့ business နဲ့တိမ့်တိမ့်တိမ့်1000လောက်စီးပွားရေးလုပ်ပါလားလုပ်ကျွန်တော်က1000ပေးလိုက်မယ်ဆိုရင် तू မလုပ်တတ်ဘူးဆိုရင်အဲ့ဒါ confident ဆိုတော့အဲ့ trust နဲ့ confident နှစ်ခုစလုံးကိုတိဆောက်ပြအောင်ဆိုတော့အဲကျွန်တော်ကလက်ခံပါတ ် FDI နေခေါ်တော့စူးစူးစားနေတယ်လို့ခေါ်ပါတယ်ဒါကစူးစားတဲ့အပိုင်းတစ်ပိုင်းလက်ရှိရှိနေတဲ့ကျွန်တော်တို့မှာရှိနေတယ်ခုနပြောတဲ့ပြဿနာဟိုဟာဟိုဟာတွေပေါ့အမဒီမှာ crisis ဖြစ်နေတယ်ပေါ့အကြက်တဲဖြစ်နေတဲ့ဟာတွေဒါတွေဒါတွေကိုလှုပ်ပြလို့ရှိရင်ဒါ confidence တက်လာပါမယ်ဒီဒီလက်ရှိကျွန်တော်တို့နိုင်ငံမှာဟိုစမှုဇုံတွေပေါ့နော်ဒါဒါဆိုရမှာနောက်တစ်ခုကအဲဆိုရင်ဟို ်မြန်မာနိုင်ငံမှာက industry ဆိုစမှုကဏ္ဍပေါ့နော်စမှုကဏ္ဍရဲ့ဟိုဟာပေါ့ဟိုဟိုအလौတမာခန့်နိုင်တဲ့ labor ကိုစုပ်ယူနိုင်အားတော့အဲ့လောက်မရှိသေးဘူးမရှိသေးဘူးမရှိသေးဘူးဆိုတော့ခုနပြောတဲ့ migration ကိစ္စတွေပါဖြစ်လာတော့ပေါ့နော်ဒါတွေကအဲ့တော့ပြောချင်တာကတော့ဘာဘာကိုပြောချင်တာလဲဆိုတော့ FDI တွေကိုဆွဲခေါ်လို့ရပါတယ်ဟိုဟို promotion လုပ်လို့ရတယ်ကျွန်တော်ရှိလာလို့ ဒါပေမဲ့လက်ရှိဒီအဲထဲမှာရှိနေတဲ့ FDI ကြီးကြံနေသေးတယ် Foreign Direct Investment တွေ Domestic Investment တွေရှိနိုင်သေးတယ်အဲ့ဒီကြံ့ကြာနေတဲ့ဟာတွေကိုအရင်ကောင်တွေပေါ်ကြည့်လိုက်ပါလားအဲ့ဒါဆိုရင်ဒီမှာရှိနေတဲ့လူတွေကိုအလုပ်တွေပါအများကြီးခန့်လို့ရတာပေါ့အဲ့ဒါလေးစဉ်းစားလိုက်ရင်တော့သူနည်းနည်း key လေးတခုတော့တွတ်တွေ့မှာတဲ့ဟာအလုပ်သမားတမန်ကပေါ့အင်းလေးလို့ဆိုတော့ labor union ပေါ့နော်အဲ့ဒီဟာအဲ့ဒီတမကတော့ union လို့ဆို ကျွန်တော်ထင်တယ်ဒီကျွန်တော်သိတဲ့ဟိုပါဘောနော်ဟိုဟိုပြောရင်ဟိုဆန်နှုတ်ရပြောရင်ဒီမှာအဲ့ဒီ level ကိုမရောက်သေးဘူးလို့ထင်တယ်သူကနှစ်နှစ်ယောက်သုံးယောက်မိသားစုတငယ်ချင်းတွေပေါင်းပြီးတော့လုပ်တဲ့ group တွေ association တွေပဲရှိသေးတာအဲ့ union အဆင့်ကိုမရောက်သေးဘူးကျွန်တော်တို့ရှိမှာလေအဲကျွန်တော်တီးတဲ့လောက်ဆိုတော့တောင်သူလယ်သမား union လည်းကျွန်တော်မသိဘူးမရှိဘူးကျွန်တော်မသိဘူးပေါ့နော် လောက်သမားယူနီယံပေါ့ခင်ဗျာအရှာတို့ပြောနာပြောတဲ့တတ်မှတ်ကားပါလို့ဆိုတော့အဲ့တော့အရင်ခက်တုန်းကပေါ့နော်အရင်အရင်1900ကအဲ sorry 2000ဦးသိန်းဆိုင်ခက်ပေါ့နော်ဘက်ကရတဲ့ဆိုခင်အဲ့ဒီမှာကျွန်တော်တို့ဒီဒီအသင်းအဖွဲ့တွေပေါ့အသင်းအဖွဲ့တွေအာအများကြီးကိုကျွန်တော်သတိထားမိတယ်အဲ့သူတို့ ဒီ minimum wages တို့ပါအဲ့လိုပွဲတွေကျွန်တော်တက်တက်ဖူးတယ်တက်ဖူးတဲ့အချိန်မှာအဲသူတို့ကိုစားပြုတဲ့ဒီရာဟာတွေကလေအတင်းဖွဲ့တွေကလေအတင်းဖွဲ့တွေကအဲအဲ့တော့ပြောရတာတော့စိတ်စိတ်တော်သူတို့ဟိုဟိုပြောတာတော့မဟုတ်ပါဘူးဟိုဟိုဟိုကို group လေးနဲ့ဖြစ်ဖြစ်ကိုရဲ့အဖွဲ့လေးနဲ့ဖြစ်ဖြစ်အဲအဲ့ဒါတွေအဲ့ဒါတွေများတဲ့ခါကျတော့သူတို့ရဲ့ demand ပေါ့နော်တောင်းဆိုတဲ့အရာတွေပေါ့တောင်းဆိုတဲ့အရာတွေများသွားတာ တကယ်ဖြစ်တင်တာတော့ဒါမျိုးတွေကိုဥမာတိုင်းတစ်ခုမှာတစ်ခုပေါ့နှစ်ခုပေါ့ဗျာရန်ကုန်တိုင်းမှာနှစ်ခုသုံးခုပေါ့ဒါပေမဲ့ sector light ဆိုရင်အထည်ချုပ်မှာ sector light ပဲဘာ light ပေါ့ဥမာ retail market မှာဆိုရင် retail market association မှာအဲ့ဒါတစ်ခုအဲ့လောက်ဆိုတော့ပြဿနာမရှိဘူးပေါ့နော်အဲအရန်အရန်အရန်များတဲ့ကကြတော့သူတို့ရှိမှာထွက်တဲ့အတန်လေးလည်းအများကြီးဖြစ်လာတယ်အဲ့ဒီအတန်ပေါင်းမြောက်များစွာကိုလည်း အစိုးရအနေနဲ့ဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးစီးပွားရေးသမားလည်းဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးပြဿနာလေပြဿနာဆိုတော့အဲ့တော့ဟိုညီမပြောတဲ့ union နေအလုံးသားတမကတွေရဲ့အခန်းကဏ္ဍဘာလဲလို့ကျွန်တော်တော့ပြောမယ်ဆိုရင်သူက union စင်လို့ပြောရမှာအဲအနောက်နိုင်ငံ style နဲ့ဆိုရင်ကျွန်တော်ကျွန်တော်ကအဲ့ဒါကိုပြောရခက်တယ် okay union ဆိုရင် membership fee ရှိတယ်အဲ organization structure ရှိတယ်ပြီးတော့အဲ့အလုံးသမားတွေနဲ့ပတ်သက်ရော decent training တွေရှိတယ်သင်တန်းတွေရှိတယ်ပေါ့နော်ပြီးတော့ဟိုသူတို့ရဲ့မိသားစုဘာညာကျန်းမာရေးဘာညာ social safety net structure ဟိုဟာတွေပေါ့ policy တွေရှိတယ်ပြီးတော့သူတို့ဟို loan structure HP နဲ့ဟိုလောကလာစာပြောပြရင်ဘာဝယ်ခွင့်ညာဝယ်ခွင့်တွေအဲ့ဒီ structure တွေရှိတယ်အဲ့ဒါ wealth structure အဲ့ဒါမျိုးတွေစနစ်တကျဖွဲ့ထားတာကိုကျတော့သူများနိုင်ငံကျမ junior လို့ခေါ်တာပေါ့ labor junior တောင်းလို့လည်းမ junior ပါ junior ပေါ့ဒါပေမဲ့ကျွန်တော်ကဒီမှာဒီ ဒီ online structure ရဲ့ format ကိုတော့ကြည့်တော့အဲ့ဒါလေးနေတယ်နေတဲ့ခါကျတော့ဟိုအများလေးတမဲများလေးပေါ့အတန်အများလေးပေါ့အတန်များတဲ့ခါကျတော့ပြဿနာပြဿနာရှင်းရတာများလေးပေါ့ရှင်းရများတဲ့ခါကျတော့အဲ့ဒါလေးလိုက်ရှင်းလိုက်ရှင်းရမလားဆိုတော့ကျွန်တော်ထင်တယ်အဲ့ဒါကတော့ဟိုတိတ်တိတ်ပြီးတော့ဟိုဟိုပဖွံ့ဖြိုးသေးတဲ့နိုင်ငံမှာဒီလိုများတာကိုလက်ခံပါတယ်ဒါပေမဲ့အဲ့ဒါအဲ့ဒီဟိုထုတ်လာတဲ့ issue တိုင်း issue တိုင်းကိုတောင်းဆိုတဲ့ domain တိုင်းကိုလိုက်ရှင်းရမှာကျတော့နည်းနည်း ဟိုနည်းနည်းလေး reasonable reasonable ဖြစ်မဖြစ်ကျွန်တော်စဉ်းစားတာပေါ့နော်အဲအဲ့ဒါကြောင့်မို့ okay union ဆိုရင်တော့တောက် union အစစ်ဖြစ်လာပြီဆိုတော့ဒါမျိုးခုနပြော structure ကြီးမှန်တယ် organization structure မှန်တယ်အဲ့ဒါတောက်ဘာအဲ့ဒါကြာညှိလိုက်မယ်အကုန်လုံးညှိရမှာခုနပြောတက်ဆိုင်ရတဲ့ stakeholder တွေပေါင်းပြီးတော့ညှိရမှာဥမာမှာအများအားသိပါတယ်တောင်ကိုရီးယားတို့ဘာလို့မဆိုတချို့ alien mary အဲ့ဒါဆိုသူတို့မှာ organization ရှိတယ်အများကြီးဟောကနေဒါတို့ဘာလို့မှရှိတယ် ဟိုကမော်တော်ကားဟို truck ကောင်းမောင်းတယ် truck ကောင်းမောင်းအဖွဲအစူးအကျူးကြီးရှိတယ်အဲ့ဒါကြီးရှိအဲ့ဒါက union အောက်မှာမှာသူကအဖွဲလေးအဖွဲလေးအဖွဲလေးရှိသေးတယ်ခုနပြောတော့ retail အစုကတခုသူကအဲ့ဘောမှာက union အိမ်ထက်တာအပေါ်မှာ structure ကြီးပေါ့နော်ဆိုတော့အဲ့ဒီဟာမျိုးထီတော့အေးအေးလုတ်ဖို့လိုတာပေါ့ဒါကတော့ policy တခုအနေနဲ့လုတ်ဖို့လိုအဲ့ဒါဆိုရင်ညှိနှိုင်းပြောဆိုရတာတွေကကောင်းလာမယ်ကောင်းလာရင်အပြူရဘောဆောင်တဲ့အဖြစ်တွေထွက်လာနိုင်မယ်ရှော့တင်တာရှော့မယ် လုံးတင်တာလုံးပေးရမှာဆိုရွှေအခုတော့ဒီမှာကတော့ union လို့ကိုစားပြုတာတဲ့ဆိုင်ကျွန်တော်ကတော့ group တွေပြောလို့ရတယ်ပြီးတော့ association လည်းပြောလို့ရတယ်ဆိုတော့အဲ့လိုများလေအတန်လေးပုံများလေအဲ့ဒါကိုလိုက်ရှင်းရတာတော့နည်းနည်းဟိုခေါင်းစားရတယ်ပေါ့ဗျာခေါင်းစားရတယ်ပေါ့သူက widgets ပေါ့လက်ကစားတဲ့လူတွေ widgets ဟိုဟာဟိုပေါ့ start လို့ပဲပြောပြော employment ပဲပြောပြောပေါ့နော်သူကဟိုဟိုလက်စားမှာနှစ်ခုရှိတယ် ဝေဆယ်လာရီရဲ့နေဒုက္ခရတဲ့ဟာရှိတယ်နေစားခပေါ့ဗျာလာလာစားခဆိုရှင်အဲ့ဒါ wages salary ခေါ် wages ဆိုတော့ through တွေရဲ့ရဲ့လာစားကလက်ရှိကိုစည်းနှုံးတွေရဲ့ ਨੇ နှိုင်းရှင်လို့ရှိရင်သူတို့ကမမီဘူးဟုတ်တယ်နော်မမီနိုင်အဲအဲ့ဒီရတဲ့လာစားနဲ့ကိုစည်းနှုံးကိုတက်နေတဲ့ပုံမှာရှိတဲ့ တို့ဝင်တို့ဝင်ဖို့ကျွန်တော်နားလဲတယ်နားလဲကျွန်တော်လည်းနားလဲတယ်ဒါပေမဲ့ business မှာလဲခုနပြောတဲ့ဟိုခုနပြောကိုက်လွယ်ပြောရင် sanction ကိစ္စ export earning မှာဒီမှာ exchange rate structure ကိစ္စတွေနောက် lessee မှာလဲကိစ္စတွေနောက် raw material တော့နဲ့ input မှာလဲကန့်သက်ချက်တွေ restrict ကန့်သက်ချက်တွေပေါ့နော်ခုနဟိုတလောကဖြစ်လိုက်တဲ့ article တာတွေ3မှာရှိတဲ့ကိစ္စတွေပေါ့အဲ့ဒီခါ cost of doing doing business ပေါ့ အဲ့ cost တွေလည်းတအားများနေတယ်အဲဒါကိုလည်းကုချင်းစားအောင်ပါဒါကိုလည်းကုချင်းစားအောင်ပါဒါဒါကိုလည်းကုချင်းစားအောင်အဲ့ဒီနှစ်ခုကြားထဲကနေပြီးတော့လှုပ်တာလူးတာဖြစ်နိုင်တဲ့အဖြေကိုပဲရှာကြတာပိုကောင်းမယ်လို့ထင်တယ်အဲ့ဒီဟာကိုဘယ်သူက moderate လုပ်ပေးရမလဲဆိုတော့ညှိနှိုင်းဆောင်ရွက်ပေးရမလဲဆိုတော့အစိုးရတော့ဆောင်ရွက်ပေးရမှာပေါ့နော်အဲ့ဒီညှိနှိုင်းဆောင်ရွက်ပြီးတော့ထွက်လာတဲ့ product ကိုကောင်းမကောင်းနဲ့အားလုံးစင်ပြေနိုင်မလားဆိုတာဟုတ်အကြံပြုဖို့ကြတော့ သစ္စာရကျွန်းကျင်တဲ့ပညာရှင်ကဘေးကနေထိုင်ပြီးတော့လုတ်ပေးလိုက်လို့ရှိရင်ဒီပြဿနာရင်ဆင်ပြေသွားနိုင်မှာလို့ဟိုဟာရေတူမှာဆင်ပြေသွားနိုင်တာပါပဲเนาะပြီးတော့မှစီးပွားရေးကောင်းလာပြီလုပ်ငန်းတွေကောင်းလာပြီအကုန်အဲ့ဒီကြမှာပဲဟိုဟိုဆရာတောင်းဆိုရဲအာကိုတရားရရင်တော့ဖြည့်ပေးနိုင်တာရှိမှာရှိအဲ့လိုမျိုးလုပ်လို့ရတယ်เนาะကျွန်တော်အဲ့ဒါကိုဟိုပို့ပြီးတော့အဲ့ဒါလေးအကြံပြုချင်တယ်အားလုံးကဟိုပါဘောတစ်ခွနဲ့တစ်ခွနဲ့နားလဲပြီးတော့မှညှိနှိုင်းပြီးတော့လုပ်လို့ရှိရင် လက်ရှိကာလတို့ပါပေါ့နော်အဲအဲ့ဒါအဲ့ဒီအနေအထားလေးကိုနားလည်ပြီးကြဖို့ definitely အဲ့ဒါလေးပဲပြောချင်တယ်အဲ့ဒါလေးကအဲ့ဒါလေးကအရေးကြီးတယ်လို့ထင်တယ်